အားလုံးပဲမင်္ဂလာပါနေပြီးတော့ Hyperland မြန်5 minute sharing season လေးရဲ့လွယ်ကူလေးလာနေပညာခန္ဓာလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမနာမည်ကတော့နိကေတိခိုင်ပါဒီဘက်မှာတော့ကျမက Microsoft exam နဲ့ပတ်သက်ပြီးတော့မျှော်ရပေးချင်ပါတယ်အခုကျမနဲ့အတူတူလေ့လာဖို့ရတဲ့အားလုံးပဲ Microsoft Excel လေးကိုဖွင့်ကြမယ်နော် Microsoft Excel ဖွင့်လာပြီဆိုလို့ရှိရင်ကျမကပထမဆုံးတစ်ချက်အနေနဲ့ပေါ့နော်ဒီ Excel မှာပေါ့နော် Win Font နဲ့ဒါရင်းမပေါ်တဲ့ပြဿနာလေးကိုပြပြပေးခြင်းပါတယ် Microsoft မှာတော့ကကြတော့သူ့ရဲ့လမ်းကြောင်းလေးတိုင်းသွားပြီးတော့အမှန်ကြီးလေးဖြုတ်ရပါတယ်ပေါ့နော်ဒီမှာကျတော့အဲ့လိုမျိုးအမှန်ကြီးဖြုတ်เสียမလို့ဘူးဒါပေမဲ့သူကဓာရီတစ်လုံးပို့ရိုက်ပေးရမှာပေါ့နော်အခု Win Phone နဲ့လိုက်တော့မှာပေါ့နော်မိမသားရိုက်တဲ့အခါမှာလေဒီဆဲကွက်တွေကကျင်းနေတာဖြစ်တဲ့အတွက်ဟိုအပေါ်ကလုံကြီးတင်နေတာအောက်ကတခြားငယ်တွေမမြင်ရပါဘူးအဲ့တွက်မိမသားရေးမယ်ဆိုလို့ရှိရင်တော့အိုင်တဲလေးလေးထားပေးပါနော်ပြီးတော့မှကိုစားတဲ့အကုန်လုံးကိုစိတ်ကြိုက်စီပြီးသွားရဆိုတော့မှ အိုင်တဲလေးလေးကိုပြန်ဖြုတ်လိုက်ပါနောက်မှဆိုလို့ရှိရင်ကျမတို့ကဒီဆဲခွက်ကကျင်းနေတဲ့အတွက်အပေါ်အဟားတွေမမြင်ရလို့ရှိရင်လည်းဆာရိုက်တဲ့အခါမှာအဆင်မပြေဘူးပေါ့နော်အခုကျမတို့ဒုတိယကိုရိုက်ကြည့်ပါမယ်နော်ဒုတိယပေါ့နော်ဒါပေမဲ့ဒီမှာ600ဓာတ်တွေရပြုတ်သွားတယ်နောက်ကတစ်ခုပဲကျန်ခဲ့တယ် ဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒါရေးအဲ့ဒါဖြစ်နေလို့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်သူကဒီ save web ထဲမှာမိမရရအဲ့လိုပဲပေါ်နေမှာပါဒီအိတ်ဆဲမှာဒါရေးအခေယာနဲ့ပတ်သက်ပြီးတော့ရိုက်တော့မယ်ဆိုလို့ရှင်ရှေ့မှာနောက်ထပ်ဒါရေးအပိုတစ်လုံးထပ်ထည့်ပေးရပါတယ်နော်အခုဒုတိယကိုရိုက်တော့မယ်ဆိုလို့ရှိရင် ရှေ့ကဒါရီတလုံးကိုတက်တက်ရေးရပြီးတော့မှဒူဒီရအဲ့လိုမျိုးရိုက်ပေးရပါတယ်အဲ့တော့မှဒီမှာကိုလိုဂျင်နယ်ဆလုံးကအပြည့်စုံထွက်မှာပါနော်အဲ့လိုမျိုးလေးတခြားဒါရီနဲ့စားတဲ့အခရာတွေအားလုံးကိုလည်းဒီလိုပဲရိုက်ပေးရမှာဖြစ်ပါတယ် ဒုတိယတစ်ခုအနေနဲ့ပေါ့နော်ဒီကုတ်တွေရိုက်တဲ့အခါမှာဆိုလို့ရှင်001 002 2နဲ့ပေါ့နော်စကြတယ်ဒါပေမဲ့ဒီအိသဲမှာကျတော့001လို့ရိုက်ပေမဲ့ဒီမှာ1လို့ပဲထွက်လာတယ်ပေါ့နော်အဲ့လိုမျိုး0လေးပုံအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်မပြောပြပေးချင်ပါတယ်အခုကိုကဘယ်ကွက်တွေကိုအဲ့လိုကုတ်တွေရေးချင်တာလဲကုတ်တွေရင်းမဲ့ဆဲကွက်တွေကိုဆက်လက်မှတ်ထားပါမယ်ပြီးလို့ရှင်ဒီဘက်မှာနံပါတ် group ဆိုပြီးတော့ရှိပါတယ်နော်အဲ့ဒီမှာဒီမှာမြားလေးရှိပါတယ်အဲ့မြားလေးကိုတစ်ချက်နှိပ်ပေးပါ ပြောရင်ဒီထဲမှာအများကြီးရှိပါတယ်เนาะအဲ့ထဲမှာတက်ဆိုတဲ့ဟာလေးကိုရေးပြပါเนาะတက်ဆိုတဲ့ဟာလေးကိုရေးပြပါအဲ့လို့ရှင်ဒီအွက်တွေမှာ002ဒါဆိုလို့ရှင်ဒီမှာအစွမ်းလို့တူတလုံးနဲ့မဟုတ်တော့ဘူး002လို့ပေါ်သွားပါရင်เนาะငါ003အဲ့လိုမျိုးတုံရရေးဆရိုက်လို့ရပါပြီเนาะခုဆိုလို့ရှင်ဒီမှာကုတ်နံပါတ်တွေလည်းရိုက်လို့ရသွားပါပြီเนาะ ုတ်ကဲ့ပါနောက်ထပ်တစ်ခုအနေနဲ့ကျွန်မပေါ့နော်ဒီကျွန်မတို့ကအခုဇေယျဘက်တွေကြည့်ပြီးရလိုက်တာပဲဒါပေမဲ့ colon တွေ row တွေနေထားလွဲနေတဲ့အခါရှိရပေါ့နော်အဲ့ကြလို့ရှင် colon တွေ row ပြောင်းသွားအောင် row ကနေ colon ပြောင်းသွားအောင်ပေါ့နော်ပေးချလို့ရတဲ့နည်းလမ်းလေးရှိပါတယ်အဲ့လိုမျှော်ပြီးပေးချင်ပါတယ်နော်အခုကျွန်မတို့ပြောင်းနေတဲ့ဟာလေးကိုဆက်လက်မှတ်လိုက်မယ်ဒီလိုရှင်သူက copy ပဲရရပေါ့နော်ကိုက်ကတော့မရဘူး copy ကိုချက်နှိပ်ပါပြီးလို့ရှင်ကိုပေးချမဲ့နေရာကိုဆက်လက်မှတ်ထားပေးပါ ပေးဆက်ဝင်မယ်ပြီးလို့ရှိရင်ပေးစပယ်ရှယ်လေးဝင်မယ်ပေါ့နော်ပေးစပယ်ရှယ်မှာဆိုလို့ရှိရင်ဒီလို box လေးတစ်ခုထပ်ကြလာပါလိမ့်မယ်အဲ့ထဲမှာပေါ့နော် transcope ဆိုတဲ့ဟာလေးမှာအမှန်ကြီးထားပေးပါပြီးလို့ရှိရင် okay ကိုနှိပ်လိုက်ပါနော်ဒါဆိုလို့ရှိရင်ဒီဘက်မှာ row တွေအများကြီးနဲ့ရိုက်ထားတာဒီဘက်မှာ column တွေအများကြီးဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ပြောင်းလို့ရပါတယ်ဒီဟာတွေကိုလည်းဒီလို row ဖြစ်အောင်ပြန်ပြီးတော့အဲ့လို transcope နီးနဲ့ပဲပြန်ပြီးတော့ပေးချလို့ရပါတယ်နော်သူက copy မှာပဲရတာပါကတ်မှာဆိုရင်တော့မရဘူးပေါ့နော်ဒါလေးကတော့အားလုံးအတွက်ဘုသူတာတိုးမယ်လို့လည်းမျှော်လင့်ပါတယ်နော် ဘူးဆိုလို့ရှိရင်ဒီမမရပေးခဲ့ပါဘောเนาะဒီဓာရီမပေါ်တဲ့ပြဿနာပါဘောเนาะပြီးလို့ရှိရင်ရှေ့မှာကုတ်တွေရေးလို့ရှိရင်0တွေမပေါ်တဲ့ပြဿနာတွေပြီးလို့ရှိရင်ဒီ column နဲ့ row နဲ့ပြောင်းတဲ့အခါမှာသုံးတဲ့နည်းလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်เนาะ အားလုံးပဲကျွန်မများပြီးပေးခဲ့တဲ့အကြောင်းအရာလေးကအားလုံးတွေဘူးသူရတိုးမယ်လို့လည်းမျှော်လင့်ပါရယ်ကျွန်မပြောခဲ့တဲ့အကြောင်းအရာလေးတွေကအားလုံးတွေဘူးသူရတိုးရယ်ဆိုရင်လည်းအခြားမိတ်ဆွေတွေချင်းတွေကိုဘူးသူရတိုးအောင်လို့ like and share လေးလည်းလုပ်ပေးပါ comment မှာပေါ့နော် mention လေးလည်းခေါ်ပေးပါကျွန်မတို့ရဲ့ page ကလည်းဒီလိုပတ်စဉ်ဘူးသူရရစီရဗီဒီယိုလေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ hyperland page ကိုလည်း like and see first လေးလုပ်ထားပေးပါရှင်ကျွန်မရဲ့ဗီဒီယိုအဆုံးထိကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ပတ်မှာလည်းကျွန်မဒီထက်ဘူးသူရရစီအကြောင်းအရာလေးတွေကိုမျှဝေပေးမှာဖြစ်တဲ့အတွက်နောက်ပတ်မှာ လည်းအားလုံးပဲဆောင်ရွက်ကြည့်ရှုပေးပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်